မက်တန်တွေကြောင့်ချဲစီကိုအာဆင်နယ်မရှုံးနိုင်တဲ့အလေးပေးမှုတွေမြင့်တက် ရီးမီးယားလိချန်ပီယံတိုက်ပွဲအတွက်အဆုံးဖြတ်ပွဲတစ်ပွဲအနေနဲ့ကစားမဲ့ချဲစီနဲ့အာဆင်နယ်တို့ဘွဲမှာချဲစီနဲ့တွေ့တိုင်းပြပြတသားရနေတဲ့မှတ်တမ်းတွေကြောင့်အာဆင်နယ်မရှုံးနိုင်တဲ့ဘက်ကနေအလေးပေးမှုတွေတိတိတသားမြင့်တက်လာခဲ့ပါတယ်။အာဆင်နယ်ဟာချဲစီကွင်းဖြစ်တဲ့စတန်ဖို့ဘရစ်ကိုနောက်ဆုံးလာကစားခဲ့တဲ့6ပွဲမှာ3ပွဲနိုင်3ပွဲတည်းကစားထားနိုင်တယ်လို့ချဲစီဟာအာဆင်နယ်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့အိမ်ကွင်းအဝေးကွင်းဆက်တဲ့ပွဲမှာတပွဲပဲအနိုင်ရခဲ့တဲ့အထိဆိုးရတဲ့မှတ်တမ်းတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အာဆင်နယ်ဟာပရီးမီးယားလိအမှတ်ပေးစရာကိုဥဆောင်နေချိန်မှာ2003ခုနှစ်2004ခုနှစ်နဲ့2009ခုနှစ်နဲ့2024ခုနှစ်တွေမှာချယ်ဆီနဲ့တွေ့ဆုံခဲ့တဲ့ပွဲတိုင်းကိုအနိုင်ရခဲ့ပြီး2024ခုနှစ်တုန်းကဆိုရင်ငါးဂိုးဂိုးမရှိနဲ့ပြက်ပြက်သားသားအနိုင်ရခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာအာဆင်နယ်ကအမှတ်ပေးစရာကိုဥဆောင်ထားပြီးချယ်ဆီနဲ့တွေ့ဆုံနေတာဖြစ်တယ်လို့အာဆင်နယ်ဟာပြိုင်ပွဲအရရက်မှာနောက်ဆုံးကစားခဲ့တဲ့16ပွဲစတိုင်ရှုံးပွဲမရှိကစားထားတာကြောင့်ချယ်ဆီနဲ့ပွဲမှာအာဆင်နယ်မရှုံးနိုင်ဘူးဆိုတဲ့အလေးပေးမှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။